ငါပြောတဲ့စကားငါပြောမဲ့စကားငါပြောနေတဲ့စကားငါပြောပြီးတဲ့စကားဟာဘာကိုထိခိုက်သလားတရားကိုထိခိုက်သလားဆင်းရဲသုံးသပ်မှုလို့ရမယ်အလုံးလုံးပြီးဆိုလို့ရှိရင်လည်းမလုတ်ခင်ကလုတ်နေတုံလုတ်ပြီးအချိန်သုံးပိုင်းထားပြီးတော့မလုတ်ခင်ကဆင်းရဲသုံးသပ်တယ်လုတ်နေတုံနဲ့ဆင်းရဲသုံးသပ်တယ်လုတ်ပြီးတော့လည်းဆင်းရဲသုံးသပ်တယ်လို့ ရှင်ရဟုလာခုနှစ်အရွယ်လေးကိုမြတ်စွာဘုရားအဲ့တိုင်ဟောရှာဟုလာမင်းမတွေးခင်ကစဉ်းစားတွေးနေတုန်းနဲ့စဉ်းစားတွေးပြီးတဲ့နဲ့လည်းစဉ်းစားဘယ်တော့မှမမှားဘူးတဲ့မပြောခင်ကစဉ်းစားပြောနေတုန်းနဲ့စဉ်းစားပြောပြီးတဲ့နောက်လည်းစဉ်းစားဘယ်တော့မှမမှားဘူးစဉ်းနေသုံးသပ်မှုအတိညာနဲ့လုံးမလုံခင်ကစဉ်းစား လုံနေတော့နဲ့စဉ်းစားလုတ်ပြီးတဲ့နောက်မှလည်းစဉ်းစားဘယ်တော့မှမရင်မအောင်ကိုလုတ်တဲ့အလုတ်ကိုအသိဉာဏ်နဲ့လုတ်ပြီးသားဖြစ်အောင်အဲ့ဒီစနစ်ကိုလိုက်တာကျင့်သုံးဖို့ပြဆရာဆုံးပါတယ်